အားလုံးပဲမင်္ဂလာပါကျွန်တော်သွင်းတက်ဖြစ်ပါတယ်ဒီနေ့ကတော့တခုလာတတိပြေးတယ်တင်နိုင်ငံခြားထောက်ဖို့စဉ်းစားနေပြီလားအခုပြောမယ့်အချက်တွေကိုစဉ်းစားပြီးသွားပြီလားမစဉ်းစားရင်စဉ်းစားဖို့တတိပြေးမယ်နံပါတ်၁တစ်ချက်ကတော့စိတ်တကြံ့ကြံ့ခိုင်မှုရည်ကြီးရဲ့ဘာကြောင့်လဲအိမ်နဲ့ဝေးတဲ့တန်ကိုအလူရဲခံစားရမယ်အမင်းပြောပါလားနိုင်ငံခြားထောက်ပါတယ်ဆိုမှအိမ်နဲ့ဝေးတဲ့တန်ခံစားရမှာပေါ့အိမ်နဲ့ဝေးတဲ့တန်ရင်နောက်ဆက်တွဲရဲ့ဘာတွေဖြစ်မလဲနိုင်ငံခြားထောက်မယ်ဆိုရင်ဘာသွားလုပ်မှာလဲ အလုတ်သွားလုံးမလားចောင်းတတ်တယ်မလားအလုတ်လုတ်ဒီဖြစ်စီចောင်းတတ်ဒီပဲဖြစ်စီတင်အိမ်နေဝေးတဲ့တန်အောင်တော့ခံစားရမှာအတေးကြပဲចောင်းသားဆိုရင်ပူဆိုးတယ်ចောင်းလဲတက်ရအောင်မယ်ချိန်ပိုင်းလုပ်ရဲလောက်ကောင်းဒီမှာလဲအချိန်ကုန်ပြီလေရှိတဲ့အချိန်အဲ့လိုမရှိတဲ့အချိန်ဒီလေးကနေပြီးတော့ဘာတိထပ်လောက်ကောင်းမှာအိမ်မှုကိစ္စတွေအိမ်မှာပျောက်လဲနေရမှာအိမ်တော်မှုစီးတဲ့ကိုပဲ အိမ်ရှင်မလည်းကိုပဲဟင်းလည်းချက်ကမယ်ထမင်းလည်းချက်ကမယ်ဒီကြတဲ့အဝတ်လည်းရှော်အောင်မယ်အဝတ်လည်းလမ်းအောင်မယ်မိဖို့တိုက်ရမယ်အိမ်တန်ရှိတွေလောက်ကမယ်ဆုံဆွမ်းစီနေရမယ်ဒီကြတဲ့ကိုအိမ်ကနေပစံထောက်နိုင်နေဆိုရင် တော်သေးရင်အိမ်ကပစံမထောက်နိုင်နိုင်ငံသားရောက်အောင်ပဲပံ့ပိုးပေးနိုင်မယ်နှစ်လသုံးလလောက်ပဲထောက်ပံ့နိုင်မယ်ကျန်တော့ကိုယ့်မိုင်ကိုလုံးလုံးရင်ကြောင်းတက်စဉ်းစားရမယ်နိလုံးလုံးလို့ရတဲ့ပစံနဲ့ကြောင်းစိကာမိအောင်နေရမယ်အိမ်လာကမိဖို့ရေဖို့စားဖို့တောက်ဖို့အကုန်ပဲ ်ဒီကြားထဲကိုကလိုချင်တာရှိရင်ဝယ်ရအောင်မယ် accessory ရောက်ပြီလေနိုင်ငံရောက်ပြီဆိုရင်ဖုန်းသစ်လေးကင်ချင်သေးတယ် laptop လေးလိုချင်သေးတယ်ဟာသူများဟိုဟာလေးလိုချင်သေးတယ်ဒါလေးလိုချင်သေးတယ်သူများဆိုင်သွားဆိုင်စားချင်သေးတယ်တဲမှာရဲရှိသေးတယ်အဲ့လိုမျိုးကြောင်းတက်အလုံးလုံးအိမ်လုံးတွေနဲ့ရှုပ်ရှက်ခတ်နေတဲ့ကြားထဲကစာကားလေးလောက်ကောင်းမယ်ဘယ်မှလဲအားလက်တဲ့ချင်းအဲ့တော့အခုချိန်ထိနိုင်ငံသားဖို့လုံနေနဲ့အချိန်ချင်းကြာရှုံးနေတဲ့သူတွေကိုကိုကိုကန်ဆိုးတဲ့သူသားလို့ခံယူထားရဆိုရင် ပြောင်းလိုက်ပါ သင်ဟာအခုချိန်ထိကံကောင်းနေတဲ့လူသားပါ။ပြီးရင်ရေမီပြောင်းသွားတဲ့အတွက်ကြောင့်အစားတောက်ဒုက္ခရောက်မယ်။ပဆံကိုလည်းကိုယ်ကပဲရှာရမယ်။ပဆံကိုလည်းစီစီစစ်စစ်သုံးပြီးတော့လောင်းကောင်းအောင်လည်းကိုယ်ကပဲသုံးရမယ်။ပေါင်းတင်ဆက်ဆံရေးနဲ့တက်ကြမယ်။သူများနိုင်ငံရောက်လာပြီ။တယောက်တည်းနေလို့တော့မရဘူး။ပေါင်းတင်ဆက်ဆံအောင်နေတတ်ရမယ်။အဲ့တော့ရှေ့ကပြောလာတဲ့အချက်တွေအားလုံးကိုတင်လုံးနိုင်ပြီလား။လုံးနိုင်ပြီဆိုရင်တော့တင်နိုင်ငံထွက်ဖို့လုပ်နေတဲ့ကိစ္စတွေကိုဆက်ပြီးလုပ်ပါမလုပ်ကြသေးဘူးဆိုရယ်လုပ်ဖို့စဉ်းစားပါဒီအချက်တွေကမလုပ်နိုင်သေးဘူးဆိုရင်တော့ သွားဖို့ပြန်စဉ်းစားလိုက်ပါ။ Okay ပါ။နောက်ထပ် video မှာဆက်တွေ့ပါ။